သားရဲရဲရင်ရင်ပြပြသားသားမင်းရဲ့ဇနီးသားသမီးတွေငမုတ်ဆုံးပြက်နေတာမင်းသိတယ်နိုင်ငံအတွက်အသက်ပေးသွားတဲ့မင်းတငယ်ချင်းရဲဘော်တွေဘလို့အတိမပြုမှုမျိုးမှမရရှိခဲ့တဲ့အကြောင်းရှစ်တစ်ဖက်ပြတ်သွားတဲ့ရဲဘော်တွေနဲ့ပင်စင်ယူသွားတဲ့ရဲဘော်တွေကူရမဲ့ကဲရမဲ့အတိဒုက္ခရောက်နေတဲ့အကြောင်းပါရတာသောပင်ငန်းကအပြင်သနတ်မှန်ရတယ်လို့ကျောင်းလွယ်အိတ်ဟာစစ်ကြောဘူးအိမ်မှမဟုတ်ပဲ ပေဒံခန်းလန်တွေဟာစီစံတွေမှမဟုတ်ဘူးအိမ်ကိုပြန်တာစစ်တမ်းလျာပြန်တာမှမဟုတ်ဘူးစစ်ကသမီးကိုလည်းဆွဲချဲ့သွားပြီသမီးရှိမှန်းချက်တွေကဘာလဲသမီးကြီးလာရင်ဘာဖြစ်ချင်တာလဲအခုတော့လက်ခုလက်မှာအနာဂတ်ရဲ့သမီးဟာကြောက်ွဲသွားဖို့သမီးသာဆရာမကြီးဖြစ်ခဲ့မယ်ဆိုရင်သမီးသာကျောင်းဆရာမကြီးဖြစ်မဲ့သူဆိုရင် းဇူးတင်ပါတယ်ရှင်ဒါကတော့ Nobel မြန်မာစာပေပွဲတော်ကြီးမှာကြပြာရွတ်ဖတ်သွားခဲ့တာပါနိုဘယ်ဆုရပုဂ္ဂိုလ်ရဲ့နိုင်ငံတကာစာပေလက်ရာတွေကိုမြန်မာစာပေမှာအားဖြင့်မြင့်တင်ဖို့ ငင်းချမ်းရေးနိုဘယ်မြန်မာစာပေပွဲတော်ကြီးကိုအခုနှစ်2015ခုနှစ်နှစ်စာပိုင်းမှာကျင်းပသွားခဲ့တာကိုအားလုံးအသိပဲဖြစ်ပါတယ်။ကြော်ကြားထင်ရှားလာတဲ့နိုဘယ်မြန်မာစာပေပွဲတော်ကို အခုနှစ်ဇန်နဝါရီလ18ရက်ကစပြီးရန်ကုန်အမျိုးသားကစားရုံမှာပြုလုပ်ခဲ့ကြတာပါ။တတိယဆုံးမဲ့ကဗျာကတော့တခြားနယ်ရေးမဲလို့လည်းဖြစ်ပါတယ်။ကဗျာတပုတ်လို့သကလုံးတွေက ူအတွေ့တဲ့တရွရွခုန်တက်နေတယ်။သူ့စိတ်ကူးတဲ့တလွန်လွန်ပွက်ထနေတယ်။ဘာနဲ့မှနှူဆယ်မရဘူး။လွတ်လပ်ရေးလွတ်လပ်ရေးဒါပဲတွေ့တယ်။သူ့အိမ်မက်ကပြည်သူပြည်သူကသူ့အိမ်မက်ပန်းနိုင်မရောက်ခင်တက်ထောင်သူကိုမုန်းတယ်။ဘဝနဲ့စိတ်များဖို့တွေ့။ဟောရီမော်ဆရာရဲ့လမ်းယုံကလေးငင်းကြင်ကြီးငင်းကြင်ကြီးငင်းကြင်ကြီးတဲ့ ဒီစကလုံးမှာကဘာမီယာနာဖျားခဲ့သူကကျွန်တော်တို့အတွက်သူ့ယဉ်ကုန်ကိုဖွင့်ပေးထားခဲ့နေထိုင်ဖို့ရှင်သန်ဖို့အသေးစိတ်ညာနဲ့လင်းလတ်ဖို့ကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့ယဉ်ကုန်တွေကိုမှိတ်ထားကြတယ်ကျွန်တော်တို့ရဲ့စိတ်တွေကိုပိတ်ထားကြတယ်ညကကောင်းကင်ဘုံကိုသွားခဲ့တယ်အိမ်မက်တစ်ခုကိုမေးခဲ့တယ်ကျွန်တော်တို့ရှာဖွေနေတဲ့ဒီစကလုံးရဲ့အနှစ်သာရပင်မလဲပို့ နိုင်ငံရေးမှာလားလူမှုရေးမှာလားစီးပွားရေးမှာလားဒီပွဲတော်ကို၃ရက်ကြာအောင်ဇန်နဝါရီလ19ရက်နေ့အထိ ကျင်းပသွားကြတာမှုပါဝင်တဲ့အစည်းအဝေးကလည်းများပြားလာပါတယ်။ဒီအကြောင်းမှတ်တမ်းတွေကို DBB ကနေပြန်လည်ကောက်နှုတ်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။သာပြောင်းနေတဲ့ပေါင်ခဲ့တဲ့ဖြစ်တဲ့အပြီးစာပေနဲ့အဆက်မပြတ်ဖြစ်တဲ့အတွက်ဒီဆရာမင်းလေးကတော့ကျွန်တော်ဖတ်ဘူးတဲ့နိုင်ငံရေးစာပုဂ္ဂိုလ်တွေကဘယ်လိုဟာတွေဆိုတာသူ့ကိုပြပြပေးပါလို့ကျွန်မမိတ်ခေါ်မိပါတယ် အဲ့ဒါကတော့ကျွန်မဆင်အောင်ရှင်စနစ်အောင်ပါနိုင်ငံရေးအချင်းချင်းမိသားစုရဲ့ဖြစ်ကျွန်မတပည့်ဘဝနဲ့ဖြတ်တန်းခဲ့ရစနစ်ဘဝနဲ့ဖြတ်တန်းခဲ့ရပါတယ်ကျွန်မဒီကနေ့နိုင်ငံရေးစာပေတွေလေးလာခွင့်ရရှိခဲ့တာကျွန်တော်တို့ကဖြစ်စီကဟိုက်ကိုပြောချပေးလိုက်တာကျွန်တော်ကကျွန်တော်အမြင်ပြောချနေတဲ့အချက်လက်လေးတွေကို ကျွန်မရေးသားထားပါတယ်နှလုံးသားနဲ့နားလည်ပေးပါကျွန်မဒီကနေ့နိုင်ငံရေးလို့ပြောကြမယ်ဆိုရင်ကျွန်မယုံကြည်တာကတော့လွတ်လပ်ရေးဒီမိုကရေစီရေးငြိမ်းချမ်းရေးဖြစ်စဉ်များဤကိုရေးသားမှတ်တမ်းချင်တင်ခြင်းဒီနိုင်ငံရေးဆောင်ရွက်များဖြစ်ပါလိမ့်နိုင်ငံရေးဆိုဒီမှာစီးပွားရေးကိုပုံဖော်ခြင်းပဲဖြစ်ပါလိမ့်စီးပွားရေးစနစ်များဒီ အမြတ်ပေါ်အခြေခံသောစနစ်နှင့်အများသုံးဆွဲမှုကိုအခြေခံသောစနစ်ကိုရံဖြစ်သည့်ဆိုသည့်အတွက်ဘာကိုလုံးလုံးမညံ့ရချမ်းသာမည်ဆိုပြီးဘာမဆိုကျူးဝင်ကျူးလွန်ကြမည်သူများဖြစ် ြမစာပေကိုမြင့်တင်ဖို့အတွက်ရည်ရွယ်ကျင်းပခဲ့တဲ့နိုဘယ်မြန်မာစာပေပွဲတော်ကိုငင်းညာရေးနိုဘယ်ဆုရွေးချယ်ရေးအဖွဲ့အပါအဝင် နိုင်ငံတကာစာပေပညာရှင်တွေနဲ့မြန်မာပြည်ကစာပေပညာရှင်တွေပူးပေါင်းပြီးဇန်နဝါရီလ18ရက်နေ့မနေ့ပိုင်းကအမျိုးသားကစားရုံကြီးမှာစတင်ကျင်းပလိုက်တာပါကမ္ဘာငင်းညာရေးနဲ့နိုဘယ်ဆုခွဲခြားမရသလိုငင်းညာရေးဖခင်ကြီးစာရေးဆရာကြီး အဲ့ဒီတာဆရာကြီးသခင်ကိုတော်မိုင်းရဲ့ဓာတ်ပုံပြပွဲလဲအဲ့ဒီမှာပြုတ်လုခဲ့သေးတာပါ ပေးသွားတယ်ဆရာကိုရှင်အောင်တင်းကျေးဇူးတင်ပါတယ်။ဘာလို့လဲဆိုတော့ကျမတို့မိန်းကလေးရချစ်ချင်းမြတ်တာနဲ့ပတ်သက်လာရင်ပို့ပြီးနူးညံ့နေပို့ပြီးကတော်တွေဆိုပြီးတတိပေးခဲ့ပါကျွန်တော်တို့တွန်ခင်ပါအဲ့ဒီလိုဖြစ်ပေမဲ့ဒီကိုကဲတင်မဲ့ဥပဒေကျွန်တော်နိုင်ငံမှာလုံးဝမရှိအဲ့ဒီရိုးသမီးတွေကျွန်တော်တို့ကျွန်တော်ဘယ်ကမွေးလဲလဲကျွန်တော်ခဏခဏပြောတယ်ဥပမာ ကျွန်တော်မှရပ်မှုမိဖျားကြီးဘွားဘွားတဲ့အချိန်မှာမျိုးသမီးမဝင်ရသင်္လာကြည့်တဲ့အချိန်မှာကျွန်တော်တို့ဘောမောထားတဲ့အာနာရှင်တစုထောင်းလို့ကျွန်တော်တို့ရဲရဲဝင်းဝင်းမြင်ကြရမှာဖြစ်ပါတယ်ကျွန်တော်တို့နှစ်ပေါင်းဆက်လာမှာဖြစ်ကြည့်ပါကျွန်တော်တို့မှာရာဆရာကြီးတကင်ကိုလိုမိုင်းကစောကြီးတဲကအစားကလုံးနဲ့မရလောက်ရတဲ့ကလာတယုတ်ဘရော်တွေမဖြစ်ဖို့စစ်အာဏာရှင်တွေကိုကျွန်တော်တို့

ထုတွေရေးဘူးလေပြချမလို့9မိနစ်စာလာကခွန်းခွန်းပြောပြပါရှင်ဒီမှာတို့ရောက်လာရင်းဖြစ်ပါတယ်တို့တို့နောက်ပြီးလေးရပြီးလိုက်ရတာဒီမှာတို့ကအမှန်တမ်းမြန်မာမိမအဟောတခြားမှာနားယူနေခွင့်လို့ပါအစားဆုံးလိုက်မှာအာမပေးပြတော့ခွင့်လို့ပါအဲ့တော့အဲဒီကောင်ကူးမှုနဲ့ပတ်သက်ပြီးမှာတော့ကျမတိကျရေးခဲ့တာကဟုတ်ပါဘူးကျမတင်ပါတယ်အဲလုံခဲ့တဲ့ဒီပေါင်းစိတ်ကပါအဲ့တော့ကနိုင်ငံတော် တာဝန်ရှိသူများကပါတယ်သူကလင်းနစ်ကြပါတယ်သူကကျမကိုစာရေးတဲ့လူမှန်သိတဲ့တွေ့အနီမင်းနဲ့တွေ့ကြပါတယ်စကားပြောပြစီတမိเจ้าကိုပြန်ရေးပေးပါဆိုပြီးသူကျမကိုပြောတာကျမတို့ဟိုမှာတိတ်ပြီးတော့ဟိုနေလို့အဲဒုလလလာမရှိတဲ့တွေ့ကျမတို့တနေ့ကို၃နာရီမထုတ်နိုင်ခဲ့ပါတယ်ဒါအားလုံးသိပါတော့ကျောင်းရှိတယ်ဒီကလေးမလေးကလေကုန်ဘူးခံရပါရဲ့တယ် သူရှင်းလာကြပြီးတော့အဓိကပြောရမယ်ဆိုတော့ပြန်မူရင်နေကြစဉ်အညစ်စီးပေါ်မှာမလိုက်နိုင်သူမှာမလမီဖြစ်သည်မလမီမှာတော်တော်ပြီးနားလေးသဖြင့်အတန်ကျေသောနှောင်းမများနှင့်မိမိတို့ပြောတာကလွယ်ပြီးဘာမှနာမလဲသူများနဲ့ခန်းလို့ဒီပေါ်လိုက်ပြီးညဉ့်ညံရေးကို ထောက်ကူဖြစ်စီမဲ့စာပေဒီပေါ်ပေါက်လာစီဖို့လဲဒီပွဲကရည်ရွယ်ခဲ့တာမို့ထာဝရညဉ့်ညံရေးကိုဥတီနိုင်မဲ့အခမ်းအနားလဲဖြစ်တယ်လို့တက်ရောက်လာသူတွေက ြောဆိုခဲ့ကြတာပါစာအုပ်ပြပွဲတွေစာအုပ်ရောင်းချပွဲတွေဟောပြောပွဲတွေနဲ့ကြပြာရွတ်ဆိုပွဲတွေကိုလည်းကျင်းပပြုလုပ်ခဲ့ကြပါတယ်အမျိုးသားဝါရီတွေရဲ့လူခွေရေကမာတွေနဲ့အမျိုးသားဝါရီတွေရဲ့မူဝါဒတိုက်ပွဲကြမှာအပြာဆရာဟာကိုယ့်တက်ကိုပြန်မြူရင်း မုံမုံနေခဲ့ရသူပါတကယ်တော့သူဟာအမျိုးသားရေးလူအခွင့်အရေးဒီမိုကရေစီအရေးဘာအရေးညာအရေးအရေးကအရေးတွေဖြစ်ချစ်ချင်းမြတ်တာကိုသာတော်ဝင်ယုံကြည်သူဖြစ်တယ်ချစ်ချင်းမြတ်တာမပါတဲ့ဘူဝါရမှန်သမျှကြရှုံးပါစေစီကရမီကိုငွေတွေကြားက အလှတရားကိုဖန်ဆင်းခဲ့တာဟာလေခပြားဆရာဒီပေါ်မှာသူဟာဘယ်တင်ခဲ့ဟုမှနေရာမရွှေ့ခဲ့ဘူးတကယ်အမြင်နေတိုးပွားလင်းပွင့်စေဖို့အကျိုးပြုတဲ့စာပေမှန်သမျှဟာနိုင်ငံရေးစာပေဖြစ်ပါတယ်နောက်တော့ ဗမာပြည်မှာလွတ်လပ်ရေးမရခင်အချိန်တုန်းကဒါဗမာပြည်မှာပထမဆုံးနိုင်ငံရေးစာပေအစပြုခဲ့တာပေါ့နော်။အရင်တုန်းကလက်ထက်လက်အောက်မှာရှိတော့လူတွေကဗမာပြည်သူပြည်သားတွေကဟိုအတိညာနိုင်ငံရေးဆွေးနွေးပါဆော့တော့အစီအစဉ်ရတပြက်ပြက်ကိုကြည့်စီကံပြေဝါတော့မမီးစင်ဒီမိုကရေစီအထူးပြီးပြဿနာပြည်ပကောက်ပေါင်းတောင်းချောက်ထုံးနေယူဆက်ခင်းနေတော်တော်တော်ပြီးခေါင်းပေါင်းစားတူတူမျိုးလမ်းကျူရည်တမယား မတော်မတော်ဘူးကနန်းကျိဆောက်ရောက်သွားပြီမြေကျက်စာပဲကညာရင်ဖြစ်ခက်ပြီးပြို့ထုတ်တဲ့တော့နိုင်ငံတော်ကြီးကိဆောက်ပဲအဲ့ဒီဆောက်ဖို့ပြေကပေါင်းဟောဒီယူပါဝါရီဖြစ်ပါလေကညာရင်ဖြစ်ဖုတ်စားနိုင်ငံတော်ကြီးကိဆောက်ပဲပေါ့ဘယ်နဲ့ကြောင်တက္ကူဝိနေရောက်ပါလေဆောက်ပြီးလက်မမဲနဲ့ចောင်းသားနေကျမကြီးကျမကြီးအကျော်လူပဲတော့ဘယ်ဟုတ်ကဲ့တူရောင်ကြီး ေးချာตายาซีเฮ้นักนี้ตะโกนเนี่ยอเมียวโตตัวสินี่နိုင်ငံရေးကိုသွေးစုအောင်လုပ်နိုင်တယ်အသင်ခွဲနေတာတွေကိုညင်ညွတ်အောင်လုပ်နိုင်တယ်စာပေရတ္တတိတ်ချင်းဂီတဟာကျွန်တော်တို့သွေးခွဲနေတာတွေကိုစီရုပ်မှုဖြစ်အောင် လုပ်ပေးတဲ့နေရာမှာပို့ပြီးအကျုံးဝင်သလိုသွေးခွဲတတ်ရှုံတဲ့နေရာမှာလည်း အကျုံးဝင်ပါတယ်ကျွန်တော်တို့သက်ရွယ်ရကျွန်တော်တို့ဖြတ်သန်းရတဲ့အချိန်မှာဆရာမနှိမ့်မိုင်းရေကျွန်တော်တို့တောက်လျှောက်ကြည်လာဖတ်လာရတဲ့စာဆောင်တွေသတင်းစာတွေမှဖုံးတော်ဘွဲ့ကံတော်ဘွဲ့ဆရာမလည်းဒီတန်းနေမခံနိုင်လို့ဒီဘပြေးခဲ့ရတယ်မဟုတ်လားဒီဘကိုထွက်ပြီးမှတိုက်တာမဟုတ်လားဖုံးတော်ဘွဲ့ကံတော်ဘွဲ့ရေးမှအဲ့ဒီခေတ်မှာနိုင်ငံရေးစာပေဖြစ်ပြီးတော့တိုက်ခန်းနေတယ်တယ်လီဖုန်းနေနဲ့ ရခဲ့စခဲ့ကြတဲ့လူတွေလည်းအများကြီးရှိပါတယ်။ဟောဒီဘက်ခေတ်ကိုရောက်လာပြန်တဲ့အခါကျတော့2030ဟာကျွန်တော်တို့တိုင်းပြည်ကပြည်သူတရက်လုံးရဲ့ရှင်ထဲမှာအဖိတ်နဲ့ခံထားရတဲ့ဘဝကိုစပြီးအုံကြွရတဲ့အချိန်အဲ့ဒီအချိန်ကာလမှာစာပေဘက်မှာဘာတွေဖြစ်လာသလဲဆိုတော့တယောက်နဲ့တယောက်မကျေနပ်ရင်အော်ရဲတိုက်တယ်ခိုက်တယ်လူတယောက်နဲ့တယောက်မကောင်းကြောင်ရေးတယ် ပုပ်ကိုရေးတယ်အာကက်ကယူမှုပဲစောင်းနဲ့ထွင်းစူးနဲ့ထိုးလို့မပြီးသေးဘူးခိုင်ရင်းနဲ့မြမအပြီကိုရောက်လာတယ်နတ်မြင့်မန်တို့စကယ်ရင်းမင်းတို့စူပါမင်းတို့ရောက်လာတယ်အထင်ရှားရောက်လာတယ်အညာသာပဲပြုံးတဲ့နံပြားကို စားဖို့သူရောက်လာကိုလိုနီကကောင်းသားတပတ်ကခေါင်းဆောင်တခင်အောင်ဆန်းမကောတော့အမောင်ငန်းတဲ့ကနေအလင်းရောင်ကိုရှာခဲ့တယ် အိုးဝင်အရိဒာဘွားနဲ့ဝယ်နင်းသမင်းကိုကြောခန်းဒီမိုးစီပန်းရိုင်းနေလိုင်းထောင်ဖွင့်စေခဲ့တယ်ကာတွန်းပြပွဲတွေလည်းပြုလုပ်ခဲ့တယ်လို့ညဘက်ပိုင်းနေမှာလဲစာရေးဆရာဆရာမတွေကိုတိုင်တရုတ်ဖို့တင်ဆက်တဲ့ဆရာဇော်ကြီးရဲ့မဟာစံကျင်သူ ပြဇက်ဇမင်းသားနန်းဝင်းနဲ့မန္တလေးသိန်းစော်တို့ရဲ့ပြဇက်တွေလည်းတင်ဆက်သွားခဲ့သေးတဲ့အကြောင်းတွေကိုတော့ နောက်တစ်ပိုင်းမှာဆက်လက်တင်ပြပေးပါဦးမယ်ခင်ဗျာကျွန်တော်မောင်တူပါ